ကျက်တုန်ီဆိုတာအနံ့ဆူတလို့အရသာလည်းပြင်းပါတယ်။ဒါပေမဲ့ကျဲမကြီးအချိုးကျစူတွေကတော့တော်တော်လေးကိုများပါရဲ့နော်။အချို့ကိုဝေဆောင်မိမိတွေဆိုရင်ကိုဝေဆောင်နေတဲ့အချိန်မှာကျက်တုန်ီကိုတောင်းတောင်းတတစားချင်တဲ့မျိုးတွေရှိတတ်ပါတယ်။ဒီလိုမျိုးတောင်းတောင်းတတစားချင်တဲ့အခါမှာစားတာစားလိုက်ပါလို့ပြောချင်ပါရဲ့နော်။ဘာကြောင့်ဒီလိုပြောရလဲ။ကျက်တုန်ီစားတဲ့အခါဘာတွေဖြစ်လာရလဲဆိုတာကိုသိချင်တယ်ဆိုရင်နော်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါနော်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ဘေးနာ notification လေးကိုလည်းဆက်ပေးပါအောင်ရှင်။ ဒီမှာကယ်လိုရီပေါင်မှုနည်းပါပါတယ်အဲ့ဒါအပြင်ဗီတာမင် B ဗီတာမင် C ပိုတက်ဆီယမ်အမြင်ဓာတ်ပရိုတင်းတကြားဓာတ်မက်ဂနီသန်ဓာတ်နဲ့ကယ်လ်ဆီယမ်တွေကျေဝါးစာပါဝင်နေတယ်လို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သတ္တုဓာတ်တွေလည်းပါဝင်နေပါတယ် ကိုဝင်ဆောင်ချိန်မှာကျက်တုန်ညီစားလို့ရလားဆိုရင်တော့စားလို့ရပါတယ်နော်ကိုဝင်ဆောင်ချိန်မှာကျက်တုန်ညီစားတာကဘေးကင်းပါတယ်ဒါပေမဲ့အလွန်အကျုံမစားမိဖို့တော့လိုပါမယ်အထူးသဖြင့်ကိုဝင်ဆောင်ချိန်မှာရင်ပူတက်တဲ့အစာရင်အောက်တက်တဲ့မိမိတွေကတော့စားဖို့မသင့်ပါဘူးရှင်ကျက်တုန်ညီကိုအတင်းတင်းစားပေးတာကမိမိရောဘေဘီလေးကိုကျန်းမာစေနိုင်ပေမဲ့အရန်အများကြီးစားရင်တော့ဘေဘီလေးအတွက်မကောင်းပါဘူးနော်ကိုဝင်ဆောင်မိမိတွေကျက်တုန်ညီစားတဲ့အခါရလာနိုင်တဲ့အကျိုးကျေးဇူးတွေထဲကပထမတစ်ချက်ကတော့ကိုရင်းကအစိတ်အောက်တွေဖယ်ရှားပေးရမယ်ဖြစ်ပါတယ် ကျက်သွန်ဒီမှာဆစ်စတင်နဲ့မက်သီယိုနေလို့လိုမျိုးအမိုင်းလိုအက်ဆစ်တွေပါဝင်နေတာကြောင့်ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဒါတို့ပစ္စည်းတွေကြောင့်မင်မီရောဖီဖီလေးကိုပါမထိခိုက်စေဖို့ကာကွယ်ပေးနိုင်ပါတယ်ရှင်။အနောက်တချို့ကတော့ဝမ်းမှန်စီတာပါတွတနီမှာအမြင့်တက်ကျယ်ဝါစွာပါဝင်နေတာကြောင့်အစာချေစနစ်ကျန်းမာစေပြီးတော့ဦးရီနဲ့ဦးမာကြီးလှုပ်ရှားမှုကောင်းစေပါတယ်ကိုဝေစာကြီးမှာအဖြစ်များတဲ့ဝမ်းချုပ်တာကိုသက်သာစေဖို့လည်းထောက်ကူပေးပါတယ်ရှင်နောက်တစ်မျိုးကတော့သွေးပေါင်ခြေထင်းညီပေးတာပါ ကျစ်တူနီမှာဖိုက်တိုနူထရီယန်တွေပါဝင်နေတာကြောင့်သွေးပါဝင်ခြင်းကိုထိန်းချုပ်ပေးပါတယ်။လေ့ကျင့်စားသုံးမှုမှာကျစ်တူနီပါဝင်အောင်စားသုံးပေးတာကကိုယ်ဝင်စားခြင်းမှာသွေးမတိုးစေဖို့ကာကွယ်ပေးပြီးတော့ကိုယ်ဝင်စိတ်တက်တာနဲ့သွေးတူတာကြောင့်လားမစီပဲမွေးဖွားမျိုးတွေမဖြစ်စေဖို့လည်းကာကွယ်ပေးပါတယ်။အော်ဒါတစ်ချက်ကတော့ကိုယ်ဆောင်ဆီးချုံမဖြစ်အောင်ကောက်ွယ်ပေးပါရယ်ကျေတူညီမပါတဲ့ခရိုမီယာကအီဆိုလေတုတ်ပြတ်မှုကိုကောင်းစေပြီးတော့သွေးတတကြားတော့ကိုထိန်းညီးပေးပါရယ်ကိုယ်ဆောင်ဆီးချုံမဖြစ်စေဖို့ထိထိရောက်ရောက်ကောက်ွယ်ပေးနိုင်ပါရဲ့ရှင် ထွက်တစ်ချက်ကတော့အဝါမလွန်အောင်ကာကွယ်ပေးတာပါကိုဝင်ဆောင်ကြီးမှမိမိတော်တော်များများရင်ဆိုင်ရတာကအဝါလွန်လားရှိတဲ့နဲ့ကိုယ်လေးချိန်ထက်များလာတာပါဒါကိုကာကွယ်ဖို့ဆိုရင်တော့ကျွတ်တူနီစားပေးလို့ရပါတယ်ကျွတ်တူနီပုံမှန်လေးစားပေးတာကကိုဝင်ဆောင်ကြီးမှအဝါလွန်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးတော့မိမိကိုကျန်းမာတဲ့ကိုယ်လေးချိန်ရရှိဖို့ထောက်ကူပေးနိုင်ပါတယ်နောက်ထပ်တစ်ချက်ကတော့သဖုံးကျန်းမာစေပါတယ်။ကိုဝင်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲတာကြောင့်တချီးတွေဖြစ်ပြီးတော့သဖုံးတွေရောင်ရမ်းတာသဖုံးသွေးရွာတွေခန်းစားနိုင်ပါတယ်။ကျွတ် ်သွန်ဒီမှာဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့အာနိသင်ရှိတာကြောင့်ကိုဝင်ဆောင်စီမှာသွားနဲ့ကရင်ကျမ်းမာစေဖို့ထောက်ကူပေးပါရရှင်။နောက်တစ်ချက်ကတော့လေချောင်းနာတာတက်တာစီတာပါကိုယ်ရဲ့စာစီမှာလေချောင်းနာရဲဒါပေမဲ့ဘိုက်ထဲကဘေဘီလေးထိခိုက်မှာဆိုလို့ပရိစီဝါပိုးသက်စီတွေကိုလည်းမတောက်ချင်ဘူးဆိုရင်တော့ကျစ်တုန်ီစားပေးလို့ရပါတယ်ကျစ်တုန်ီကိုအေးညစ်ပြီးတော့ပြားရည်လေးနဲ့တောက်ပေးလို့လည်းရပါတယ်ရှင့် နောက်ဆုံးတစ်မျိုးကတော့အိပ်ပျော်စေတာပါကျစ်တို့နီမှာအချိုးပြုတ်ပတိတရအာဟာရတွေပါဝင်နေတာကြောင့်စိပိစီမှုပြေရောစေတယ်လို့ညာဘက်တွေမှာကောင်းကောင်းအိပ်ပျော်စေဖို့လည်းထောက်ကူပေးပါတယ်ကိုရီးယားမှာ homocysteine နဲ့ potion မနေအောင်လို့လည်းကောင်းဝယ်ပေးပါတယ် homocysteine နဲ့အရန်များလာရင်စိတ်ကစားမှုကောင်းစေတဲ့ hormone တွေထွက်ရှိမှုအနှောက်အယှက်ဖြစ်စေပြီးတော့စိတ်ပီစီတာစိတ်တက်ကြတာတွေကိုခံစားစေနိုင်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့ကိုယ်ဝန်ဆောင်တွေကျစ်တို့နီစားတဲ့အခါဘယ်လိုကောင်းကျိုးတွေရရှိစေလဲဆိုတာကိုသိသွားတော့ပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိ င်းကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးเนาะ